ကောင်းလေသူမိသားစုဝင်တွေအတွက်အလူတန်းတွေဆောင်ရွက်ပြီးရင်တရဏဘောင်ဝင်ရောက်တော်မယ်မနေနှင်းရွှေပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လီစပယ် H ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မက်ဆလာ28ရက်နေ့မှာဖြစ်ခဲ့တဲ့ငလင်ကြီးကတော့အစာအုပ်တွေနဲ့ရဝတ္ထုတွေများစွာကို ပြည့်စည်ဆုံးရှုံးစေခဲ့သလိုများစွာသောမိသားစုတွေကိုလည်းပြိုကွဲစေခဲ့ရပါဒီလိုမျိုးပြိုကွဲပြည့်စည်ခဲ့ရတဲ့သူတွေတဲကတခုကတော့မနင်းနှင်းရွှေတို့မိသားစုပဲဖြစ်ပါတယ်မနင်းနှင်းရွှေတို့မိသားစုဟာငလင်းလုံးမဲ့ရမတိုင်ခင်မှာပဲမန္တလေးကဂရိဝဟော့တယ်မှာတဲခုခဲ့ကြပါတယ်ငလင်းလုံးခတ်ပြီးဟော့တယ်ပြိုကျခဲ့ချိန်မှာတော့ခင်ပွန်ဖြစ်သူနဲ့တမင်းငယ်နှစ်ဦးနဲ့အင်းအကူမင်းကလေးတို့ကပြိမိသွားခဲ့ပြီးတော့ကွဲလွန်ခဲ့ရပါတယ်အဲဒီလိုမျိုးကွဲလွန်သွားခဲ့တဲ့မိသားစုဝင်တွေရဲ့ခန္ဓာကိုယ် TV တွေကိုလည်းငလင်းလုံးပြီးတော့73ရက်မြောက်နေ့မှာမှ ပျက်စီးတွေကြာကနေထုတ်ယူနိုင်ခဲ့ရပါအဲ့ဒီလိုမထုတ်ယူနိုင်ချိန်ကာလအတွင်းမှာမန်နေနေရွှေကတော့ဇနီးကောင်တယောက်အဖြစ်ရောမိခင်ကောင်တယောက်ဖြစ်ပါစိတ်သက်ခိုင်ခိုင်မာမာနဲ့လှုပ်ဆောင်ခဲ့ပါတယ် မိသားစုဝင်တွေကိုရှာဖွေဖို့အတွက်အစွမ်းကုန်စူးစမ်းလှုံ့ဆော်ခဲ့ပေမဲ့ဟိုတယ်ဘက်ကတာဝန်ရှိသူတွေရဲ့နှောင့်နှေးကြံကြာမှုတွေပိတ်ပင်တားဆီးမှုတွေကြောင့်အချိန်တွေမကြာသေးမဲကြာမြင့်ခဲ့ရပါတယ်။ဇနီးတယောက်အနေနဲ့ရောမိခင်တဦးအနေနဲ့ပါခင်ပေါ်နဲ့ရင်သွေးငယ်တွေရဲ့ဇာပနာကိုအတူတူပို့ဆောင်ရတဲ့ဝေဒနာကိုရောပြည်သက်ကြီးတို့အားလုံးလည်းခံစားနားလည်နိုင်ကြမှာပါ။ Great World Hotel ဘက်ကတော့သူမကိုနေနာကြီးတွေပေးအပ်ခဲ့ပေမဲ့သူမကတော့လုံးဝငင်းပေခဲ့ပါတယ်။ခင်မုံဖြစ်သူရဲ့နောက်ဆုံးရှာဖွေထားတဲ့တန်ဖိုးကြီးကြောက်မြတ်ရတနာတွေကိုသာပြန်လည်တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ဟိုတယ်ဘက်ကတော့ပြန်လည်ပေးရခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။မန်နီနီရွှေကတော့ကွယ်လွန်ဆုံးပါသွားပြီဖြစ်တဲ့ခင်ပွန်ဖြစ်သူနဲ့ရင်သွေးလေးတွေအတွက်အလူဒါနာပြူတာတွေဇက်တိုက်လှုပ်ဆောင်ခဲ့တယ်လို့တခြားသောငလင်ဘေးတင်ပြည်သူတွေအတွက်ပါကုညီလူတန်းမှုပြုလုပ်ခဲ့ပါတယ်။ဒီနေ့ဧပြီလ28ရက်နေ့မှာတော့ခင်ပွန်နဲ့ကလေးငယ်2ဦးအင်ရကူမိန်ကလေးငယ်တို့ဆုံးပါသွားတဲ့ တလားပြည့်အထိမ်းမှပြည့်စုံသူကုသူပြုခဲ့ရပါ။အဲဒီမတိုင်ခင်မှာလည်းခင်ပွန်ဖြစ်သူရဲ့တင်းတန်းကြောင်းတမီးကြီးတက်တဲ့အကြောင်းတွေမှာပါအလူဌာနတွေပြု အမြပေးဝေတာတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။မန္တလေးဝေကတော့ခင်ပွန်နဲ့အတူတမီးလေးနှစ်ဦးထွက်ခွာသွားခဲ့တဲ့နောက်မှာသူမအနေနဲ့တော်တော်လေးတည်ငြိမ်အောင်စူးစမ်းခဲ့ရကြောင်းလွမ်းနဲ့စိတ်တွေဖြည့်မရသေးကြောင်းပြောပြခဲ့ပါတယ်။ တေးချင်းတရားကလူစိုးတွေတင်ခေါ်တာမဟုတ်ကြောင်းနဲ့ဒီမတယောက်တည်းအခုလိုကြံခဲ့ရတဲ့အတွက်ဘဝမှာဘာလို့ဖို့ကြံသေးလဲလို့စဉ်းစားမိခဲ့ကြောင်းပြောပြခဲ့ပါတယ်။သူတို့တွေအေးချမ်းသွားအောင်လှုပ်ပေးနိုင်တဲ့လောက်လှုပ်ပေးပြီးချိန်မှာဒီမကိုဒီမအေးချမ်းဖို့တက်လှောက်ဆောင်တော်မယ်လို့ပြောပြခဲ့ရပါ လာမယ့်မေလလေးရက်နေ့မှာသမီးငယ်လေးရဲ့ကျောင်းမှာအလူတန်းပြူအမြပေးဝေးတာလှုပ်ဆောင်ပြီးတော့၅ရက်နေ့မှာတော့တင်လာရှင်ဝေးကတရဏဘောင်ကိုဝင်ရောက်တော့မယ်လို့ဆိုသွားခဲ့ပါတယ်။ဒေသူမှာအသက်ရှူရက်ရွေရှင်သူမှာအသက်ရှူကျက်လျက်ဆိုတဲ့စာသားလေးကိုပရိသတ်တွေကြားဘူးကြမှာပါ။မန်နေနင်းရွှေတယောက်ကတော့ခေတ်သစ်ဘရာဇာရီလိုမျိုးပြောရလောက်အောင်ပဲခင်ပေါ်နဲ့ရင်သွေးငယ်တွေကိုဆုံရှုံခဲ့ရပါတယ်။ဘဝမှာကြီးမားလို့နဲ့ဆုံရှုံစရာတွေကြုံတွေ့ခဲ့ရပြီးတော့ပရိဒေဝမီးတွေတောက်နေခဲ့ပေမဲ့တရားသဘောကိုလက်ခံပြီးတော့ကြမ်းကြမ်းခံကထွက်ခွာသွားတဲ့အမိသား ားစုတွေအတွက်လိုအပ်တဲ့အရာတွေကိုဥဆောင်လောက်ကင်ပေးခဲ့ရပါ့။မန္တလေးရွှေရဲစိတ်တဲ့ခံယူချက်ပေါ်မှာဂယူနာစိတ်တွေနဲ့အတူလေးစားဂုဏ်ယူမိပါတယ်။ပရိသတ်ကြီးကလည်းမန္တလေးရွှေရဲအဖြစ်ပြက်တဲ့လှုပ်ဆောင်ချက်တွေပေါ်မှာထင်မြင်ချက်လေးတွေမျှဝေခဲ့ပါအောင်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ရက်တွေမှာသတင်းအသစ်လေးတွေနဲ့အတူပြန်လည်ဆောင်တွေ့ကြရအောင်ပါ။မြမပြည်သူပေါင်းကတ်သုံးပါးပြီးကနေကင်းလို့ဝေးပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်ရှင်။